ဘာတွေဘလောက်ပဲပိုင်ဆိုင်ပိုင်ဆိုင်ပိုင်ဆိုင်မှုတိုင်းမှာအကန့်အသတ်ကန့်သတ်ချက်ဆိုတာရှိကိုရှိတယ်လူတယောက်တည်သွားကြည့်ပါလားကိုယ်အိမ်ပေါ်မှာတောင်ကိုနေခွင့်မရတော့ဘူးနိုင်ရုံကိုပို့ရတာနဲ့ဘုန်းကြီးเจ้าမှာသွားထားရတာနဲ့ရေခဲတိုင်းမှာထားလိုက်ရတာနဲ့တချို့ဆိုရင်ဘယ်ရောက်လို့ဘယ်ပေါက်မှန်းတော့မသိကြဘူး ဒီလိုနဲ့ပဲကြံခဲ့တဲ့သာသမီတွေဇနီးမယားတွေနဲ့ပစ္စည်းဥစ္စာလေးတွေကိုများလေးဆွဲမိဆွဲရဆွဲပြီးတော့မှပြိတ္တာဘဝနဲ့ဟိုနားကအတန်ပေးဟိုနားကအရေးအယောင်ပြဟိုနားကနေအနှံ့လေးပေးနေသွားမလုံးမိသေးနဲ့သွားမလုံးမိလိုက်စေနဲ့ဘုံကြီးပြင်ပြီးတော့ပရိတ်ရွတ်ခံရအောင်ပါနောက်ပိတ်ဆုံးအကြောက်လွန်တဲ့မိသားစုနဲ့တွေ့ရင် ကံဘွာသာနဲ့တောင်မောထုတ်ခံရအောင်မနော်မတည်ခင်တော့ချစ်လိုက်ကြတာတန်ရောတယ်ရှိလိုက်ကြတာနဲ့ကိုနဲ့အချစ်ရဆုံးတန်ရောတယ်ရှိဆုံးမှလို့ပြောတဲ့လူတွေတည်သွားရင်အကြောက်ဆုံးကလည်းအဲ့ဒီလူတွေပါပဲဒါကြောင့်တကယ်ကိုနောက်ကိုဘာတွေပါသွားသလဲဆိုရင်ကိုလုတ်ခဲ့တဲ့အကောင်းအဆိုးတွေအကြောင်းတရားတွေကကိုနောက်ကိုတကယ်ပါသွားတာ ဒါကြောင့်ဘဝမှာရှင်သန်ခွင့်ရမယ့်အချိန်ဟာတရက်ကလေးပဲဖြစ်မယ်တမနက်ကလေးပဲဖြစ်မယ်ဆိုရင်တော့မကောင်းတာဘာတစ်ခုမှမလုပ်မိစေနဲ့အကျိုးရှိရှိရှင်သန်ပါဂုံတိတ်ခါရှိရှိရှင်သန်ပါတန်တန်ရှင်ရှင်လက်ပြလုံလုံနဲ့ရှင်သန်ပြီးတော့နေထိုင်သွားပါ ကိုလို့သွားခဲ့တဲ့အကောင်းအဆိုးအကြောင်းအကျိုးတွေဟာကိုနောက်ကိုတကယ်လိုက်လာတာတကယ်အကျိုးပေးမှာအဲ့ဒီအခါကြမှာ ငါပါတယ်ဆိုတာကိုသိရလိမ့်မယ်။ယခုဝင်လျင်မအိုခင်ကကြွတင်ကောင်းမှုစူးစမ်းပြုလို့ယခုဝင်လျင်မနာခင်ကကြွတင်ကောင်းမှုစူးစမ်းပြုလို့ယခုဝင်လျင်မသေးခင်ကကြွတင်ကောင်းမှုစူးစမ်းပြုလို့အသေးမအိုခင်ညံဥအောင်တရားအထုတ်နိုင်ကြပါစေ။နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။